ကေမင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော် basics အရေးသားလေးတွေရပြီဆိုရင်တော့ဒီ program လေးကိုနည်းနည်း update လုပ်ဟုတ်ပြီကျွန်တော်ကြီး condition တစ်ချက်ပဲဆက်ထားဒီမှာကျွန်တော်ကနည်းနည်းကြားတဲ့ပုံလေးကိုညှချင်တယ်ဟာဒီကောင်အမှတ်ကတော့အမှတ်ကတော့ဗါတော့50ထက်ငယ်တာတော့ဟုတ်တယ်50ထက်ငယ်တာတော့ဟုတ်တယ်အဲဆိုကြကျွန်တော်တို့ကညမယ်တကယ်လို့များဒီကောင်အကြောင်းခေါ်ချင်နေအကြောင်းလေးမှန်နေဆိုရင်ဒီကောင်ကိုအောင်းပေးချင်တယ် policy ရ okay အန်နဲ့သွားမယ်ဟုတ်လားနှစ်ချက်စေမယ်နော် 40ထက်လည်းငယ်မယ်နှစ်ချက်လုံးညီမှသူပါပြင်ပါလေကြာဟုတ်ကဲ့အားကြဘလို့စစ်မလဲဆိုတော့တို့ဒီမှာ n နဲ့ထည့်ထားတာဟုတ်တယ်ဒီမှာတို့ကဟာ import တစ်ခုယူမယ် import တစ်ခုယူမယ်အဲ့ဒါပါလဲဆိုရင်အဲ math ကတိုင်မီတိုင်းပေါ့ဗျာကြောင်းခေါ်ချင်းကြောင်းခေါ်ချင်းကိုလေ ind နဲ့ပဲသွားမယ် ind နဲ့ပဲသွားမယ်အချိန်လေးတော့ control c copy ယူလိုက်မယ်နော်ဒီတိုင်းလေးပဲသွားမယ် enter a max အမှတ်လေးရိုက်ပြီးရန်တာရဲ့တိုင်မီတိုင်းအချိန်ကိုလည်းရိုက်အချိန်ပေါ့ဗျာနော်သူကြောင်းခေါ်ချင်းပြည်လာကြောင်းခေါ်ချင်းအရေးအတွက်ပြည်လာ ပြည့်တယ်ဆိုရင်ကျွန်တော်သွားမယ်ဒီမှာဆိုရင်တို့တို့ TIME တိုင်ဟောကျွန်တော်ထည့်လိုက်တဲ့အတိုင်အခြေအနေကလည်း greater than အော် sorry less than ကြောင်းခေါ်ချိန်ပြန်ပြန်80ဆို80ပေါ့ဗျာ30 30ရာခိုင်နှုန်းဆို30ရာခိုင်နှုန်း80ရာခိုင်နှုန်းပြည့်တယ်ဆိုရင်အဲ့ကောင်အောင်ပေးခြင်းတယ် less than နော် less than နေနေဘာနေနေစစ်လို့ရတယ်သူ့နှစ်ချက်စစ်မယ်အမှတ်ကလည်း40ထက်နေနေရမယ်ကြောင်းခေါ်ချိန်ကလည်း80ထက်နေနေမယ်ဆိုရင်80ဆိုရင်လှုပ်ပြေအောင်ဟုတ်လား80ရာခိုင်နှုန်းထက် ဘာဖြစ်နေဘူးလဲနဲနေအောင်မယ်ဆိုရင်ဖေးပြဘာနှစ်ချက်စစ်လိုက်လဲနှစ်ချက်စစ်လိုက်တာဖြစ်တဲ့အတွက်နှစ်ချက်လုံးညီမှသူလုံးလုံးလေးမယ်မှတ်ပါဘယ်နော်အန်ကိုသုံးထားတာနော်ကျွန်တော်ကအန်ကိုသုံးထားတာနော်နှစ်ချက်လုံးညီမှနှစ်ခုလုံး true ဖြစ်မှသူဒီဒီကောင်းအောင်သွားနိုင်မယ်မဟုတ်ရင်သူက pass အောင်ပေးလိမ့်ကဲကြည့်မယ်ပြန်စားကြည့်မယ်နော်ကျွန်တော် program ကိုပြန် run မယ်ဒါဘယ် variable တစ်ခုထည့်လိုက်တယ်ပြီးထည့်လိုက်တဲ့ variable ဒီမှာ condition စစ်လိုက်တယ် safe run okay အဲ့ဒါက mass အမှတ်ကိုတော့ကျွန်တော် short ရိုက်လိုက်မယ် အဲ39ဟောဒီကောင်တမန်ထဲနဲ့ကတ်ကြတယ်။နောက်တစ်ခါအန်ဒါရီတိုင်ဟာကြောင်းခေါ်ခြင်းကိုကြတော့ကြတယ်သူက90ပေးလိုက်90ရာခိုင်နှုန်းပြည့်တယ်ဆိုရင်ဒီကောင်ဘာထွက်မလဲ။ဒီမှကြည့်39ဖြစ်တော့တယ်ဒီကောင်ဘာဖြစ်နေလဲမှန်နေတယ်40တန်ငင်းနေတာကိုထူးထွက်နေတယ်။တိုင်းက90တန်ငင်းတာမငင်းဘူး90နဲ့ညင်းနေရတယ်ဒီကောင်ဖော့ထွက်တယ်ထူးနဲ့ဖော့နေပေါ့နော်ဘာဖြစ်မလဲ။ force ပဲဖြစ်မယ်အန်ဒါခေါင်ဒီကောင် pass ပေါင်သွားတယ်။ဟောဒါကကိုကိုရဲ့အသုံးပြုမဲ့ကျွန်တော်ကြောင်းဆိုရင်ဒါကြောင်း student application တွေရှိရလေ။ဟုတ်လား။ ကျောင်း school e school တွေပါတယ်ဗောနော်အဲအဲ့လိုတွေထိန်းချုပ်လို့ညာအမှတ်ပိုင်းဆိုင်ရာထိန်းချုပ်တာဗောဒါကျောင်းသားရဲ့ကိုယ်ရေးကိုယ်တိုင်ထိန်းချုပ်ရင်ဆိုကိုယ်ရေးကိုယ်တိုင် database နှက်အဲကောင်ပြည့်စက်တွေ browse ကြည့်တယ်ပြည့်တွေ browse ကြည့်တော့ထုတ်အဲအဲ့လိုမျိုးလို့ဘာလို့လဲရလဲ condition ကိုစင်လို့ရတယ် okay မနော်ဘာလို့လဲဒါ condition ဘယ်နှချက်စစ်လိုက်တာနော်နှစ်ချက်စစ်လိုက်ဒီဘက်မှာလည်းလိုပဲ80တော့ကျော်တယ်ဒီမှာ80တော့ကျော်တယ်ကျူချင်းနေတက်ပြီးကျော်တာဆိုအကုန်လုံးမပေး okay မနော် absent မှာထပ်ပြီးတော့တိုးကြည့်မယ် and မှန်က80တော့ကြော်မယ် TIM တိုင်းတိုင်းကဒီကောင်းရင်လုံဆောင်ချက်ကဟုတ်ပြီဒါဒီကောင်းအမှန်80ကြော်တယ်အောင်သွားတယ်ဟုတ်ပြီတိုင်းက less than 7 somebody ဟော90ရာခိုင်နှုန်းထက်နည်းနေတယ်ဆိုဒီကောင်းကုန်လုမဲ့မရတော့ဒီကောင်းရိုးရိုးပဲအောင်မယ်အောင်တာလည်းအောင်ပြီโอเคပြန် run ကြည့်မယ်ပြန်လိုက်တယ်နော်ပြန် run ကြည့်တယ်အန်ဝင်သုံးထားတယ် max max ကိုကော်နော်ဒီကောင်း80ရဲ့ကြီးလိုက်မယ်81ဟောဒီကောင်ကုန်လူထွက်ပြီမှန်းလေအာတိုင်းကြောင်းခေါ်ချင်း80ထက်နေလိုက်မ 60ဆိုရင်ဒီကောင် D ဆိုတာထွားအောင်မလားမထွက်တော့ရိုးရိုးပဲ pass m time 90တဲ့ less than 70 all oh, sorry 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 less than 70 90တဲ့ငယ်တယ်ဆိုတော့ခဏလေးနော် okay ကျွန်တော်တို့ logic မှာနေဒီမှာတော့စစ်တမ်းမှန်တယ်ဟုတ်တယ်40ထက်ငယ်တယ်40ထက်လည်းနည်းမယ်ပြီးရင်တော့ကြောင်းခေါ်ခြင်းလည်း80ရာခိုင်နှုန်းထက်နေမယ်ဆိုမှသူ့ကိုအကြပေးမယ်တကယ်လို့များ90ရာခိုင်နှုန်းပြည့်တယ်ကျော်တယ်ဆိုသူ့ကိုအောင်းပေးမယ်အခုလဲလို့ပဲ ဒါဂုံတိမကကြတော့တက်မှတ်တော့မဂိတတန်းနဲ့တက်မှတ်တော့မာလေမေးနေဟုတ်ကဲ့မလား80ထဲလဲကြော်ရမယ်နော်ဒါចောင်းခေါ်ချင်ရလေ greater than equal to ဟုတ်လား90နဲ့လဲညီရမယ်90ထဲလဲကြော်90ရာခိုင်နှုန်းနဲ့ရှိနေရမယ်အနည်းဆုံး900ရာခိုင်နှုန်းရှိနေမယ်900ရာခိုင်နှုန်းထဲကြော်နေမယ်ဆိုမှဒီကောင်ပါဖြစ်ပါလေဂုံတိမကရဒါမှဆိုရိုးရိုးပဲရအကဲပြန်ကြည့်မယ် save run okay 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 ကျွန်တော်ပြန်ပြောကြည့်လိုက်မလား max ကိုကျွန်တော်81ရိုက်လိုက်မှာဟုတ်ပြီဒီကောင်အမှတ်ကတော့ဂုံလူမှတ်ထားတယ်ចောင်းခေါ်ချင်းကြည့်ကြည့်မယ်60ရိုက်လိုက်မှာ60ရာခိုင်နှုန်း မှန်ပြေအော် pass ရိုးရိုးပဲပါဖြစ်သွားတယ်အောင်ပါဒါဆိုတော့အခြေအနေဘယ်နှခုပြစ်မှညီနှစ်ခုညီမှသူဒီပါဖြစ်မှာနော်အောင်ပါဟုတ်အဲ့ဒီပုံကိုကျွန်တော်တို့ကနော် if ss condition statement ကိုသွားတာโอเคမလားโอเคဒါ program လေးကကျွန်တော် if ss ရဲ့ပထမဆုံး syntax ကိုနားလဲသိခြင်းနဲ့ဒါလောဆောင်ရဲ့ statement ကတော့ကြားတဲ့လောက်ထည့်လို့ရပါမယ်ဒီမှာတို့က print လေးတွေပဲထည့်ပြတာဆိုတော့နားလဲလွယ်နားလဲလွယ်သလိုလိုလွယ်စရာအောင်ရှိပေမယ့်နည်းနည်းနောက်ထပ် program လေးတစ်ခုပြပေးမှာဒီ statement ဒီသင်ခန်းစာကို decision making or branch statement ဟုတ်လား branch statement ပြီးရင်တော့ program flow ကောင်းစဉ်မျိုးတက်လို့ရတယ်ဒီသင်ခန်းစာကိုကျွန်တော်ခဏရမယ်။ Okay မလား? Okay တန်းပြီ။